32ခုမြောက်သောဇာလံအပိုက်ငယ်1မှ24အိုးဒါဝရဖျားကိုရောကိုအကျွန်ုပ်ခိုးလုံးပါ၏ရှက်ကြောက်ခြင်းနှင့်အစဉ်ကင်းလွတ်ပါစေသောတရားတော်နှင့်အညီအကျွန်ုပ်ကိုကယ်နှုတ်တော်မူပါ အကျွန်ုပ်ဘက်သို့နားတော်ကိုလှည့်၍အလင်းအမြန်ကယ်နှုတ်တော်မူပါ ကိုရောသည်အကျွန်ုပ်၌ခိုင်ခန့်သောကြောင့်အကျွန်ုပ်လုံခြုံရာရဲတိုက်ဖြစ်တော်မူပါအကယ်စင်စစ်အကျွန်ုပ်ဤကြောင့်အကျွန်ုပ်ဤရဲတိုက်က ကိုရောပေသည်နာမရောအဖို့အလိုငါအကျွန်ုပ်ကိုလမ်းပြ၍တွင်တွင်ပဲ့ပြင်တော်မူပါ ကိုရောသည်အကျွန်ုပ်ခိုးလုံရာဖြစ်တော်မူ၏ ထို့ကြောင့်အကျွန်ုပ်အဖို့ဝတ်ထားသောကြော့ကွင်းတဲကအကျွန်ုပ်ကိုနှုတ်ယူတော်မူပါ သစ္စာဆောင်တော်မူသောဘုရားသခင်သာဝရဘုရားကိုရောသည်အကျွန်ုပ်ကိုရွေးနှုတ်တော်မူသည်ဖြစ်၍အကျွန်ုပ်၏ဝိညာဉ်ကိုကိုရောလက်၌အပ်ပါ၏မူတာအနတ္တကို စီးကပ်သောသူတို့ကိုအကျွန်ုပ်သည်မုံ၍သာဝရဘုရားကိုခို့လုံပါ၏ကရုဏာတော်ကြောင့်ဝမ်းသာရှင်လန်းခြင်းရှိပါလိမ့်မည် ကိုရောသည်အကျွန်ုပ်ဆင်းရဲခြင်းကို ကြည့်ရှု၍အကျွန်ုပ်၏ဝိညာဉ်တွေ့သော အမှုကိုသိမှတ်တော်မူ၏အကျွန်ုပ်ကိုရန်သူလက်သို့မအပ်ဘဲကျယ်ဝန်းသော အရက်၌နေရာချတော်မူ၏ဩဒါရဖျာအကျွန်ုပ်၌အမှုရောက်ပါပြီ ထို့ကြောင့်အကျွန်ုပ်ကိုတနာတော်မူပါ ပူပန်ခြင်းအပြည့်အကျွန်ုပ်မျက်စိစိတ်နှလုံးဝမ်းတို့သည် ပြတ်ကြပါပြီအကျွန်ုပ်သည် ပူပန်ခြင်းရှိ၍အသက်ကာလကိုလွန်စေရပါ၏နှစ်စဉ်အတိုင်းကြီးတွားလျက်နေရပါ၏ကိုအပြစ်ကြောင့်အကျွန်ုပ်အားလျော်၍ရန်သူများကြောင့်အယိုးတို့သည်ဆွေးမြေ့ကြပါ၏အိမ်ကြီးချင်းတို့သည် အကျွန်ုပ်ကို အထူးသဖြင့်ကဲ့ရဲ့ကြပါ၏ အကျွမ်းဝင်သောသူများတို့သည်လည်းယွံကြပါ၏အိမ်ပြင်းမှ အကျွန်ုပ်ကိုတွေ့မြင်သောသူတို့သည်ရှောင်၍ပြေးကြပါ၏မအောင့်မေ့သောအသေးကောင်ကဲ့သို့အကျွန်ုပ်ကိုမေ့လျော့ကြပါ၏အိုးချမ်းကဲ့သို့အကျွန်ုပ်ဖြစ်ပါ၏လူများကဲ့ရဲ့ပြစ်တင်ခြင်းကိုကြားရပါ၏ပဝင်းကျင်အရက်တို့၌ကြောက်မက်ဖွယ်သောအကြောင်းရှိပါ၏ လူများတို့သည် အချင်းချင်းတင်းဖွဲ့လျက်အကျွန်ုပ်အသက်ကိုတတ်မိအကြောင်းကြံစည်ကြပါ၏တို့တော်လေသာရဖျားကိုရောကို အကျွန်ုပ်ကိုးစားပါ၏ကိုရောသည် အကျွန်ုပ်ဤဖျားသခင်ဖြစ်တော်မူသည်ဟု အကျွန်ုပ်လျှောက်ဆိုပါ၏အကျွန်ုပ်၌ဖြစ်လေသမျှသော အမှုအရာတို့ကို ကိုရောစီရင်ပိုင်တော်မူ၏ရန်သူတို့နှင့်ညှင်းဆဲတတ်သောသူတို့လက်မှ အကျွန်ုပ်ကိုကယ်နှုတ်တော်မူပါမျက်နာတော်ဤအလင်းကို ကိုရောဤကျွန်းအပေါ်၌ထွန်းလင်းစေတော်မူပါဂယုနာတော်ကြောင့်အကျွန်ုပ်ကိုကယ်တင်တော်မူပါအိုဒါရဖျားအကျွန်ုပ်သည် ကိုရောကိုဆွတ်တောင်းပတ္ထနာပြုပါသည်ဖြစ်၍ရှက်ကြောက်ခြင်းမရှိပါစေနှင့် လူစုတို့မူကားအဆက်ကွဲလျက်မရဏနိုင်ငံ၌တိတ်ဆိတ်စွာနေကြပါစေသော မာနထောင်လွားခြင်းမတိမဲ့မြင်ပြုခြင်းနှင့်တကွဖြောင့်မတ်သောသူတစ်ဖက်၌စော်ကားသောစကားကိုပြော၍မူတာ၌ကျင်လေသောနှုတ်တို့သည် တိတ်ဆိတ်စွာနေကြပါစေသော ကိုရောကို ကြောက်ရွံ့သောသူတို့အဖို့တူထားတော်မူ၍လူသားတို့ရှိမှကိုရောကို ခိုလုံသောသူတို့အဖို့ပြုပြင်တော်မူသောစုစည်းစုတော်သည် အလွန်ကြီးလှပ၏ လူလူပြုတ်တတ်သောပရိယေနှင့်ကင်းလွတ်စေခြင်းငှာဂျိမ့်ဖွတ်တော်မူရာအတွင်အရ၌ထိုသူတို့ကိုဝှက်ထားတော်မူ၏ရန်တွေ့ခြင်းအတန်ကို꿰ကာလျက်တဲတော်တွင်သူတို့ကိုစောင့်မတော်မူ၏သာရဖျား၌မင်္ဂလာဖြစ်စေတည်းအကြောင်းမူကား ခိုင်ခန့်သောမျိုး၌အံ့ဖွယ်သောမေတ္တာကရုဏာတော်ကိုအကျွန်ုပ်အားထင်ရှားပြတော်မူပြီးအကျွန်ုပ်သည်ကိုရောဤမျက်နှာကွယ်ရာ၌ဆုံးရှုံးပါပြီဟုအကျွန်ုပ်တုံလုံးလျက်ဆိုမိတော်လဲကိုရောကိုအော်ဟစ်တော်အခါအကျွန်ုပ်ပြုတ်သောပတ္ထနာစကားတန်ကိုကိုရောနားထောင်တော်မူတည်းဓာရပြား၏တန့်ရှင်းသူအပေါင်းတို့ဓာရပြားကိုချစ်ကြလော့ဓာရပြားသည်တစ္ဆာရှိတော်သူတို့ကိုစောင့်မတော်မူ၏ ာနထောင်လွှားသောသူတို့ကိုကအပြစ်များစွာဆက်ပေးတော်မူသည်။ထာဝရဘုရားကိုကူးစားသောသူအပေါင်းတို့အာယူ၍ရဲရင်သောစိတ်နှလုံးရှိကြလော။အာမင်။ God bless you.